အားလုံးပဲမင်္ဂလာပါအခုအသေးပန်းလောက်တာလေးပြပြပြပဲเนาะအသေးပန်းလို့ခုအတွက်ကိုပဇင်းခေါင်းတိဘက်ကကျိုးอ่ะ20လက်မလို့ပါမယ်ခေါင်းတိဘက်เนาะဒီလိုပဇင်းခေါင်းတိဘက်ဆိုရင်20လက်မဒီအဝါအကျိုးလေးအရောင်ဆက်ကျိုးဒီအနီအောင်ကျိုးလေးอ่ะ23လက်မလို့မယ်เนาะအလဲဝစ်ဆန်အကြတော့လူလက်မခွဲကိုခွေထားတာပါဟိုအဲ့ဒါလေးလို့ခုအတွက်ကိုအခုစပြီးတော့လုပ်မယ်ပဇင်းခေါင်းတိ ခွင်းဘက်ဆိုလို့ရှိဘူးဒါခွင်းဘက်လောက်မှာဖြစ်တဲ့အတွက်ဆက်ရှိလက်မှာလို့မယ်နော်ခွင်းဘက်ကရောက်မယ်ဆိုတော့ဒါအောက်တစ်စောင်းနေညံမယ်မိတို့မယ်ပြီးရင်အလဲဝစ်ဆန်အခွေကလေးလက်မှာကွဲလို့ပြောထားတယ်အဲ့တော့လေးလက်မှာကွဲနော်ဒီအထီကိုအခွေလေးခွေမယ်အဲ့ဒါလေးကိုမှတ်ထားလိုက်မယ်နော်ပြီးရင်အခွေခွေမယ် အဲ့တော့အခွေးအရင်ခွေပြီးမှဂွင်းကွင်းလေးရတယ်။ကြည်တီကွင်းလေးကွင်းပြီးတော့မှ အခွေးခွေလေးရတယ်။ကြိုက်တဲ့နီးကိုသုံးပါနော်။အခွေးကိုကြည်ကြည်လက်လက်လေးခွေမယ်။ဒီလက်မကွဲရသွားပြီဆိုလို့ရှိရင်သူအချစ်နဲ့တခွေလုံးလိုက်တော့မယ်။ တခွေလုံးကိုလိုက်တုပ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီနေရာလေးကိုအဖင်နဲ့ငါထည့်မယ်ဒီချီတုပ်ထားပြီးသားနေရာလေးကိုနော်ဒါတွေကတော့တိပြီးသားပါအခွေခွေမဲ့ခွေပြီးကြေဒီကွင်းကွင်းမှာဒါအခွေရင်ခွေလိုက်တဲ့အခွေရင်မခွေဘဲနဲ့ကြေဒီကွင်းနဲ့အရင်လုပ်ပြီးတော့မှ အခွေခွေလေးရတယ်နော်ကြိုက်တဲ့နည်းတော့ပြီးရင်အယောင်ဆက်ပန်းဖြစ်တဲ့အတွက်အယောင်ဆက်မယ်အယောင်ဆက်နည်းတွေလည်းဒီချဲနှစ်နည်းသုံးနည်းပြပေးထားတယ်ကြိုက်တဲ့နည်းတော့ဒီချဲတော့အခုပြတဲ့နည်းဒီနည်းကိုအကြိုက်ဆုံးမယ်အဲ့ဒီနည်းကိုပဲသုံးပါတယ်ဒါကြတော့ तू ကညမတို့လည်းတင်မိထားပြီးသားနော် तू ကအနောက်မှာကျိုးဆွဲချစီရမလို့တဲ့အခါကျတော့ပိုပြီးတသက်ရဖြစ်တယ်လေအကလေးအပေါ်တက်လာတယ်ကိုဆက်ချင်တဲ့အယောင်လေးကိုလာပြီးတော့ထည့်မယ်ဒီအစလေးကိုလည်းမီးတူအောင်ပါနော်ဖဲသားရဖြစ်တဲ့အတွက်မီးတူအောင်မယ် ဆွဲထုတ်ကြီးထွက်နေတဲ့နေရာကရက်ကနေအက်ကိုထိုးပြီးတော့ပြန်ဆင်းတက်တဲ့ဆင်းနဲ့နှစ်ချက်ထိုးလိုက်တယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကြည်တိကွင်းကွင်းလိုက်မယ်ခြေရကြံငဲ့တယ်အဲ့ဆိုရပြီပြီးရင်ကြည်တိကွင်းကွင်းမယ်ကြည်တိကွင်းကိုကြတော့ခါတိုင်းလို့ လေးစိတ်မကွင်းအခုဒါဆိုလို့ရှိရင်ဒီကြားလေးကိုထိညက်တက်ခါကြရင်တော့အနီမပွန်အောင်လို့ဒီအဝါနှစ်ခုပူးကတ်နေအောင်လားမှာเนาะအဲ့ဒါဆိုလို့ရှိရင်အချီလဲပျောက်တယ်အချီလဲမပေါ်တော့ဘူးအတွင်းထဲကကြားလေးကဒီအနီရောက်ကျိုးလေးလည်းမပေါ်တော့ဘူးအနောက်မှာလည်းဆွဲချစရာအကျိုးမရှိတော့တတ်တည့်ရဖြစ်တဲ့အားကြောင့်ဒီကျဲဒီနီကိုအသုံးများတာဒါပေမဲ့နီမျိုးစုံပြပြထားတယ်ကိုယ်အတွက်အဆင်ပြေတဲ့ဆိုတဲ့နီကိုအသုံး နောက်တစ်ခုကြည်တီခွင်ဒီမှာကြည်တီခွင်ကို6စိတ်ယူမယ်၄စိတ်မယူဘူးရှိမှပြောခဲ့ဘူးပြီးသားပန်းနေပုံမူတည်ပြီးတော့၄စိတ်၅စိတ်6စိတ်ကြိုက်တယ်လို့ယူလို့ရတယ်ပြောထားတယ်။ဘာလို့ဆိုတော့ပထမဦးစားပြီးခေါင်းမဲ့ပွန့်ဖက်ကလေးက၅စိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့တော့ပွင့်ဖက်က၅ဆိပ်ဖြစ်နေတော့ကျေတီးပွင့်က၄ဆိပ်ဖြစ်နေလို့မရဘူးအဆွေကျေတီးတက်တဲ့ခါကျရင်အဆင်ပြေမှာမဟုတ်ဘူးเนาะအဲ့တော့ပွင့်ဖက်က၅ဆိပ်ဆိုရင်ကျေတီးခွင်းနေဒီအ ਨੇ စုံ၆ဆိပ်ရှိရမယ်ပွင့်ဖက်ကစားလို့ယူလိုက်တဲ့ဒီပွင့်ဖက်ကတကယ်လို့၄ဆိပ်ဆိုရင်၅ဆိပ်ရှိနေရမယ်များသောအားဖြင့်ပွင့်ဖက်တဲ့၃ဆိပ်ကိုပဲဒီချေတော့ယူကြတာများတယ်လေအဲ့တော့ပွင့်ဖက်က၃ဆိပ်ဆိုလို့ရှိရင်ကျေတီးခွင်းဒီ၄ဆိပ်ယူလို့ရတယ်၅ဆိပ်ယူလို့ရတယ်เนาะကျေတီးခွင်းကပွင့်ဖက်ထက်၃ဆိပ်တော့အ ਨੇ စုံရှိနေရမယ်เนาะအဲ့တော့ဒီတန်းမှာ ကြည်ဒီခွင်းကို6စိတ်ယူမယ်အဖင်နဲ့ထဲအဖင်နဲ့ထဲလိုက်ဒါဆိုရင်တို့ကြည်ဒီခွင်းရောက်ပါပြီအဖင်နဲ့ထဲပြီးရင်အခုဒီဘက်မှာလည်းအသားဖောက်ထားတာဖြစ်တဲ့အတွက်ဒီဘက်ချမ်းအောင်လည်းဖောက်ပြီးထိုးရှိမှတင်ပြီးခဲ့တယ်လို့ပဲเนาะဒါဒီလိုလေးကြတော့ပို့ခိုင်သွားတယ်အသားဖောက်ချပြီးတော့လေဟိုဘက်ကောဒီဘက်ကောနှစ်ဖက်စလုံးထိုးထားတဲ့ခါကျတော့ပို့ပြီးတော့ခိုင်ခန့်တယ် အဲ့ဒါပြီးရင်ဒါအောင်ဖိမယ်ဒီဆက်လိုက်တဲ့အနီအောင်ကျိုးနဲ့ငါးစိတ်ကို စာပြီးယူမယ်ပေကျိုးနဲ့တိုင်းမယ်နော်ငါးစိတ်အဖင်နဲ့ထဲဖဲသားဖြစ်တဲ့အတွက်အဖင်နဲ့နှစ်ခါထဲမယ်နော်ဖဲသားမာတဲ့တစ်ခါတည်းနဲ့မရဘူးနှစ်ခါထဲပါပိုခိုင်းအောင်လို့ဒါဆိုရင်အခု၅စိတ်တစ်ဖက်ရပြီ၅စိတ်ပြီးနောက်တစ်ခေါက်ပြီး၃စိတ်ယူမယ်၃စိတ်အဖင်နဲ့ထဲ ပိတ်စဆိုလို့ရှိရင်တော့အဖေနဲ့ထဲတာတစ်ခါတည်းနဲ့ရတယ်။ဒါဖဲလိတ်ကိုသုံးလာတာဖြစ်တဲ့အတွက်ခြီနှစ်ခါနှစ်ခါသွားမယ်နော်။၅စိတ်၃စိတ်ပြီးနောက်ထပ်တစ်ခါ၅စိတ်ပြန်လာမယ်။အဖေနဲ့ထင်မယ်။အဲ့ဒါဆိုလို့ရှိရင်ပန်းတစ်ဖွင့်စာရပြီ။ပန်းက၅ဖွင့်စာလုံးမှာ၅၃၅နော်ဒီ၃၅စိတ်၃စိတ်၅စိတ်ဒါဆိုပန်းတစ်ဖွင့်စာရပြီ။ ီရရပြီဆိုတော့မှမအထက်တရာပန်းမလို့သူတို့ပဲဒီကျိုးလေးကလာပြီးတော့အုံမယ်အုပ်တက်ခါကြလို့ရှိရင်အခုသူ့ကိုလာအုပ်တက်ခါတစ်ချက်တတိထားအကြက်ကြီးမအိုးပါဘူးအချိုင်းနဲ့မအိုးတော့ဒါဆိုရင်ကွက်တိဖြစ်နေတယ်ဒီချက်ပြီအထဲကိုဒီအစလေးပြန်ထိုးထဲမှာအဲ့ဒါဒါဆိုရင်အဆင်မပြေဘူးဒီမှာကြီးအသားလေးနည်းနည်းယော့မယ်ဘလားလောက်ယော့မလဲဆိုရင်အခုဒီနှစ်ခုကြားတဲ့ကိုဒီသုံးစိတ်သေးကိုဒီလိုလေးထိုးထဲလိုက်တဲ့ခါအနေတော်လေးဒါဆိုအသေးပိုဖြစ်သွားပြီးမပုတ်လိုက်ပုံမှာဒါကိုထိုးထဲလိုက်တဲ့ခါဒီအတွင်းနဲ့ပွင့်ဖက်တယ် တိုးဝင်သွားတာငုတ်ဝင်သွားတာမဖြစ်ရဘူးသူ့ရဲ့ရှိနေတဲ့ပုံလေးအတိုင်းပဲဖြစ်နေတဲ့အနေထားဖြစ်ရမယ်ပုံလည်းမပြဘူးလှလလမယ်ဒီအနေထားမျိုးအဲ့တော့ဖဲသားဒီဒီအပေါ်ကအရင်ဆက်လိုက်တဲ့ဟာဒီလောက်လောက်အနေလေးဖြစ်ရမှာနော်ဘယ်လောက်ဖြစ်ရမလဲဆိုတော့မချိန်တက်ရင်ဒီလိုမျိုးလေးချိန်ချိန်သွားပါလက်ကလေးဒီလိုထည့်စမ်းပြီးတော့လေအဲ့ဒါဆိုရင်ရပြီအဖင်နဲ့ထည့်မယ်နှစ်ခါဒါဆိုရင်ပန်းတစ်ဖက်ရပြီအဲ့ဒီတိုင်းတစ်ဖက်ပြီးတစ်ဖက်လောက်သွားမယ်ငါးဖက်ပြည့်အောင်လုပ်မယ်ဒါအောင်ပြန်ဖဲသား ပြီးအဲ့လိုပဲ50စိတ်3စိတ်50စိတ်လုပ်မယ်ပြီးရင်ဒါအပေါ်နေတခါခုနောက်လိုပဲလာအောင်မယ်တစ်ဖက်ပြီးတစ်ဖက်လုပ်5ဘက်ပြည့်သွားပြီဆိုလို့ရှိရင်သူဒီမှာအနောက်ဘက်မှာချီတုပ်ပြီးတော့ဖြတ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူကဒီပုံလေးထွက်သွားပြီနော်ဒီပုံလေးရပြီဒါဒီတိုင်းထားရခြင်းနဲ့ရတယ်ဒီတိုင်းထားရင်လည်းဒါဒီဇိုင်းတစ်မျိုးပဲနောက်ထပ် queen နဲ့တွဲနိုင်တဲ့ဒါဒီဇိုင်းတစ်မျိုးအခုတစ်ချက်အသေးပုံလေးပုံပေါ်တာအောင်ပြမယ်ခုဒီမှာဒီအထိပြီးွားပြီဆိုရင် နော်အသေးပုတ်ပုတ်ပေါ်မယ်ဆိုရင်မလားဘက်ကိုလဲခုဒီမှာ၅စိတ်၃စိတ်၅စိတ်မှာ၃စိတ်ရဲ့အသားရဲ့နေပြီးတော့မှအက်ကိုမြုပ်ပြီးတော့ဝင်သွားမယ်ဒီ၃စိတ်ရဲ့ဖဲသားရဲ့နေနော်ပိတ်ဆောင်နဲ့ထိုးတဲ့သူကပိတ်ဆက်အသားရဲ့နေဝင်သွားမယ်ပြီးဒီအဝိုင်းရဲ့တက်တက်ဒီလိုတက်တက်ဖြစ်ရမယ်ဟိုဘက်ဘေးတွေဒီဘက်ဘေးတွေမဖြစ်အောင်နော်တက်တက်လေးဖြစ်မှလည်းပုံထွက်ကလေးနှာပါလိမ့်မယ်စောင်းနေလို့ရှိရင်ပုံနှာမမို့ဒီလိုမျိုးလာတယ်ဒီမှာအပေါ်နော်ဒီကျိုးဖဲပြားလေးရဲ့တဝက် အလဲဒီအကားဒီအနောက်ရောက်နေတာတွေအရှိရောက်နေတာတွေရယ်မဖြစ်အောင်နော်သူ့အလဲကိုလာရတဲ့ဆွဲတင်ပြီးအခုကိုတက်လာတဲ့လမ်းကြောင်းအတိုင်းပဲဒီလိုပဲပြန်ဆင်းသွားမယ်နော်ကက်ရက်ကလေးဒီကျိုးထွက်နေတဲ့နေရာကက်ရက်ကလေးထိုးပြီးတော့ပြန်ဆင်းမယ်ပြီးခလေးကဒီ30ကလေးလည်းပြန်ထိုးမယ်ထိုးပြီး30ရဲ့အသားလေးကနေမြုပ်ပြီးတော့ပြန်ဆင်းသွားမယ်အခုရဲ့ခလေးတွေကိုညီမခလေးလေးပြန်ဝင်လာပြီနော်ဆွဲချ ချစ်တုံသွားတဲ့ထိဆွဲချိုင်ဒီမှာနည်းနည်းခြိုင်ဝင်သွားတဲ့ဒီဆွဲမယ်ချီရနေကြည်လိုက်တော့အတအသေးပုံလေးဖြစ်သွားပြီဒီငါးစိတ်တည်းကကြတော့အောက်ကိုကိုွေးမဝင်သွားအောင်နော်ဖဲသားကြတော့မကိုွေးဘူးတော်ဝင်နဲ့လေပိတ်စသားဆိုပြီးကိုွေးဝတ်တတ်တယ်အဲဖဲသားလည်းပဲလုတ်တဲ့အဆင်မပြေတော့ကိုွေးသွားမှာပဲနော်အဲ့တော့မကိုွေးရဘူးကိုလိုချင်တဲ့အသေးပုံပုံလေးလည်းပေါ်ရမယ်ပုံလည်းမပြတ်ဘူးအဲ့လောက်ဆိုရင်ရပြီကျန်တဲ့ဟာတွေလည်းအဲ့လိုပဲလိုက်ပြီးလုပ်ပါမယ်နောက်တစ်ခုသွားမယ်ချီယိုဒါဒီလောက်ဆိုရပြီ ရပြီဆိုတဲ့အနေထားကိုထပ်မဆွဲနဲ့တော့နော်ထပ်ဆွဲလို့ရှိရင်ခုနပေါ်တူဒါတွေကိုးွားမှာပုံပြတ်သွားလိမ့်မယ်။နောက်တစ်ခုသွားမယ်ခုနလိုပဲဒီမှာ30ရက်အထဲရနေပြီးတော့အကူဝင်လာမယ်။နော်ထိတ်ထီကိုလာပြီးတော့တက်မယ်ဆွဲတင်ပြီးရင်အခုကိုတက်လာတဲ့လမ်းကြောင်းအတိုင်းနဲ့ပြန်ဆင်းသွားမယ်သုံးစိတ်ကိုထိုးပြီးတော့ ပြန်ဆင်းအခုရက်ခလေတွေပြန်ဝင်မယ်ဆွေချာဆွေချာအခုဒါဆိုရင်မဆွဲရသေးဘူးဒီမှာအချီညင်နေရတယ်နော်အဲ့ဒါကိုခြိုင်သွားတဲ့အထိဆွဲချမယ်ဒီတိုင်းဆွဲတာနဲ့ဆိုင်ရင်လက်ကလေးနဲ့ကိုယ်ကဒီလိုလေးတွန်းပြီးတော့မှဆွဲပြီးအဲ့ဒါပိုလှတယ်ဒီလိုမျိုးလေးဒါဆိုရင်အသေးပိုလေးဖြစ်သွားပြီး ငါးခုစလုံးအဲ့လိုပဲလိုက်လို့မယ်နော်တစ်ဖက်ပြီးတစ်ဖက်လို့ဝါမယ်တစ်ဖက်ပြီးတစ်ဖက်လို့အားလို့ပြီးသွားရင် အနောက်မှာခြေကိုတုံမယ်ပြီးရင်ဖြာလိုက်လို့ရှိရင်ရပြီအဲ့ဒါဆိုလို့ရှိရင်သူကအသေးပုံလေးဖြစ်သွားပြီအဲ့တော့ရှေ့ဗီဒီယိုဖိုင်မှာလည်းပြောခဲ့ဘူးတဲ့နော်ဒီကြေတီခွင်းနေသည်၄စိတ်ကြီးပဲပုံတည်မဟုတ်ဘူးပန်းနေရပုံမှုတည်ပြီးတော့၅စိတ်၆စိတ်ယူသွားတာနော်ဒါဆိုရင် ပန်လေးပြီးွားပြီအဲ့တော့ခါတိုင်းလိုပဲအင်ကြီးတထဲစာငါးစုံလို့ပါလုပ်ပြီးွားရင် အေးစာပြပြပေးပါနော်အားလုံးပဲအဆင်ပြေကြပါစေ